နောက်မှာရှိတယ်နော်တနက်ကိုစီနဲ့ရက်နေတဲ့ရဲဘော်တွေရှိတယ်။အဲ့ဒီမိသားစုကိုတနက်မောင်းဆွဲပြီးတော့လဲမပြုတ်တော့ဘူး။တနက်ပြောင်းသွားတဲ့အချိန်ပြီးတော့လဲမချင်းချောင်ဘူး။ ဲ့ဒီချက်နဲ့ချက်ကိုကြီးကြီးအပြည့်နော်ညီငယ်ညီမငယ်တွေကိုကျွန်တော်ကဒီနေရာကနေပြီးတော့လေးပြပါတယ်နော်စကမစစ်ကောင်မရှင်စစ်တပ်တာဖြတ်ကြည့်လိုက်အဲ့ဒီဝင်းထဲမှာရှိတဲ့မိသားစုနှစ်ယောက်လောက်ကတော့သေပြီးလောက်ပြီဟုတ်ပြီနော်မသေရင်တော့မှမပြစ်တတ်ရင်တော့မှသေချာတယ်အဲ့ဒီမှာရှိတဲ့ပြည်သူတယောက်မကြံကားပေါ်ရောက်နေလောက်ပြီအချုပ်ချိုင်ချမယ်ဒါမှမဟုတ်ပတ်စံနဲ့လောက်ရွေးခိုင်းရွေးခိုင်းမယ်ပေါ့နော်ကဲဒါဆိုရင်ရှင်းကြည့်လိုက်ကျွန်တော်တို့တော်လိုင်းရေးရဲပေါ်ညီကောင်မောင်တို့မတွေရဲ့ PDF တွေရဲ့ပြည်သူပေါ်ဆက်ဆံပုံနဲ့စကမစစ်ကော်မရှင်တပ်ရဲ့ဆက်ဆံပုံဘာတွေကွာခြားတယ်လဲခိုင်းတော့စစ်ကော်မရှင်စစ်တပ်မှာ အောက်မှာနေတဲ့ပြည်သူဟာစစ်တပ်ကိုစကားလုံးတစ်လုံးတော့ပြန်မပြောရဲဘူးဆက်ဖက်နဲ့အောက်မှာပြားမြောင်ဝတ်နေရတယ်ဘွာတော့ဤလို ANB မှာဒီ PDF တွေကိုကက်ကက်လန်အောင်ရှမ်းတွေ့ပြီးလက်မျိုးကြီးထိုးထိုးနဲ့နော်ဟိုအဲ့အောင်ကြည်ချမ်းအဖြစ်ဘာသွားတတိယလဲဆိုဒီ main online စစ်သားတွေကိုသွားတတိယတာပေါ့နော်တိုက်အိမ်နဲ့မဟုတ်ဘူးကွာရှင်းရှင်းလေးပဲစဉ်းစားကြည့်သူ့တိုက်အိမ်နဲ့အဲ့လိုလောက်တယ်ဆိုတော့ PDF တွေအမှကိုကအကုန်လုံးလေနော်တန်တဲ့အိမ်နဲ့နာခံတဲ့သူ့တိုက်အိမ်နဲ့ခေါင်းထောင်နဲ့ဘာပေါ်လဲနော်တလန်လားတရှိုးလားနော်ဟိုဘောမလားစဉ်းစားတာကြည့်ကက်ကက်လန်နော် main online စစ်သားဆိုအဲ့အိမ်သွားပြီဒီလောက်ပဲပြောမယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စင်ကူးမြို့နယ်လက်ပံလှကြေးရွာမှာဖြစ်ပွားခဲ့တဲ့ Starlink Internet အသုံးပြုသူနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြားအခြေတင်စကားများရန်ဖြစ်သည့်ဖြစ်စဉ်နဲ့ပတ်သက်ပြီးအမြင်မျိုးမျိုးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာမန္တလေး PDF နဲ့လက်ပံလှကမိသားစုတစုရဲ့အော်တိုဘာလာဆန်းရည်နဲ့မနက်ပိုင်းမှာ live mode ဟိုးလေးတချို့ချို့ပြန့်နှံ့သွားတဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့စိတ်မကောင်းလို့ကျွန်တော်ကဝေမာကြံပြူမှာဖြစ်ပါတယ်ခက်မြန်မြန်လေးသွားရအောင်တူချုံပြီးတော့ ဒေါ်လာရေးမှာဘာမဟုတ်တဲ့အကြောင်းအရာလေးနဲ့အနောက်ရှက်ဖြစ်မှာစိုးလို့ဗီဒီယိုဖိုင်ကိုအားလုံးကြည့်ပြီးပြီဖြစ်ပါတယ်ဗီဒီယိုဖိုင်အစမှာကျွန်တော်တို့ဗီဒီယိုညီမငယ်လေးတယောက်ကနေပြီးတော့စတားလိုင်းကိစ္စကိုစတင်ပြောပါတယ်ပြောတော့တစ်ခါမှရှိတဲ့အန်တီကြီးတယောက်နဲ့အမတယောက်ကပြန်လက်ချေပါပါတယ်အဲတော့တစ်ခါနဲ့တစ်ခါပြောဆိုကြရင်နဲ့အန်တီကြီးတယောက်နဲ့အမတယောက်ရဲ့စကလုံးထိုးစစ်ကိုဟိုဘက်က20ကျော်20ပတ်လေဝန်းကျင်လေးလူငယ်တွေဖြစ်တဲ့အတွက်လူကြီးတယောက်ရဲ့စကလုံးထိုးစစ်ကို မခနိုင်တဲ့အဆုံးဒေါသအတန်ကြီးပါလာတယ်။နော်လေတံလည်းလည်းလေးပြီးတော့မာလာလေတံမာလာတယ်နောက်ပြီးတော့ဆွေတံညာလေးဖြစ်သွားတယ်။ဒါကကျွန်တော်တို့ညီငယ်ညီမငယ်တွေရဲ့အားနည်းချက်နောက်ပြီးတော့ပြည်သူဆက်ဆံရေးဆိုရင်လည်းပြည်သူကိုနားလည်သဘောပေါက်ရေးလေအောင်ရှင်းပြနိုင်တဲ့စကားပြောစွမ်းရည်လိုအပ်ချက်အားနည်းချက်ပေါ့နော်။အဲ့ဒါလေးတော့မြင်မိပါတယ်ကျွန်တော်ညီငယ်ညီမငယ်တွေဒါတွေလေ့လာဖို့လိုအပ်ပါတယ်နော်။ဒါအရေးကြီးတဲ့အကြောင်းအရာတော့ရအောင်အရေးကြီးတယ်နော်။မသိတဲ့ပြည်သူတွေသိအောင်လို့ကျွန်တော်ကပြောပြမယ်။ အရေးကြီးတဲ့ချက်နှက်ချက်ပါအဲ့ဒီထဲမှာလက်လက်ကင်တဲ့ရဲဘော်စစ်သားဟာပြည်သူလူထုကြားမှာတဏ္ဍမောင်းမဆွဲရဘူးအပြစ်မဲ့တဲ့ပြည်သူကိုတဏ္ဍနဲ့ချိန်ပြီးတော့မချင်းချောက်ရဘူးဟုတ်ပြီနော်အဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်လိုက်ကျွန်တော်တို့ရဲ့ပြည်ရဲ့ရဲဘော်ညီကိုညီမငယ်တွေဟာနောက်မှာရှိတယ်နော်တဏ္ဍကိုစီနဲ့ရက်နေတဲ့ရဲဘော်တွေရှိတယ်အဲ့ဒီမိသားစုကိုတဏ္ဍမောင်းဆွဲပြီးတော့လဲမပြုတ်တော့ဘူး တနက်ပြောင်းသွားတဲ့ချိန်ပြီးတော့လည်းမချင်းချောင်ဘူးအဲ့ဒီချက်နဲ့ချက်ကိုကြီးချင်းအပြည့်ကျွန်တော်ညီငယ်ညီမငယ်တွေကိုကျွန်တော်ကဒီနေရာကနေပြီးတော့လေးပြူပါတယ်နော်အဲ့တော့ပြည်သူဘက်ကိုကြည့်ရအောင်ပြောဆိုလို့ရတဲ့ဒေါ်လာရေးအဖွဲ့အစည်းမှုပြောတာလားပြောတဲ့စကားလုံး၄တန်းကိုလည်းနားထောင်ကြည့်ပါအန်တီကြီးကပူပြီးတော့စိုးပါတယ်ဘဝတွေအသက်တွေရင်းပြီးတော့ဘဝတွေအသက်တွေပေးပြီးတော့တော်လိုင်းရေးလုပ်နေတဲ့ညီငယ်ညီမငယ်လူငယ်တွေရဲ့ ရင်တဲကိုရောက်အောင်ပြောဆိုတဲ့သကလုံးတန်ကအမလေးကြည်ကြပါအောင်လက်နဲ့ကင်ပြီးတော့ပြည်သူကိုနိုင်ကျင့်နေတယ်ကြီးနိုင်ငံရေးလုပ်နေတယ်ငါတို့ပေါ်ကြမ်းဖက်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့လေဘူးတိုက်ပြီးတော့ပွဲစုအောင်လုပ်တယ်တမင်တကာမင်းရည်ရွယ်ပြီးလုပ်တလားတော့မှထင်ရတယ်ဒါဟာလူကြီးလူကောင်းပြောရမယ့်သကလုံးမဟုတ်ဘူးအဲ့ဒါကပြည်သူရဲ့အာဏာချက်ကောင်းမွန်စွာဟိုဘက်ကတစ်ဖက်မှာရှိတဲ့ရဲဘော်တွေကကိုယ့်ရဲ့ကြီးရွယ်သားရွယ်နားလည်အောင် ပြောပြလို့ရတယ်။ငါသားတို့ရေအမေတို့ကမသိဘူး။မသိလို့အခုလို့မှားတော့တာပါ။နောက်မဖြစ်အောင်အမေတို့လက်ဆင်ပြေးပြီးနေမယ်။ငါသားတို့ထုတ်ပြတဲ့စီကံကိုလည်းလိုက်နာမယ်။အခုငါသားတို့ကတောင်းဝင်ရလာဆိုရင်လည်းအဲလောက်ဆက်ရှိရလောက်ပါ။အမေတို့လည်းနောင်နောင်ဆင်ကျင်ပြီးတော့နေပါမယ်ဆိုပြီးတော့လူငယ်တွေကြည်နက်အောင်နားလေသဘောပေါက်အောင်လူကြီးတယောက်နေနဲ့ရှင်းပြနိုင်တဲ့အရေးရှိမရှိတာကပူဆူတယ်။ဟိုကလူငယ်တွေဟုတ်ပြီနော်အဲ့တော့အဲ့ဒီဗီဒီယိုဖိုင်တစ်ခုကိုကြည့်ချင်းအဖြစ် ကောင်းတဲ့အရာတခုတော့ပေါ်လာတယ်။ဘာလဲဆိုရင်တို့လက်လက်ကိုင်းတော်လာနေတဲ့တော်လာရေးရဲဘော်တွေကိုပြည်သူတွေဟာမှားနေရင်မှားတဲ့ကြောင်းဝေဖန်ထောက်ပြရဲကြတယ်။ပြောဆိုရဲကြတယ်။ပြောဆိုခွင့်လည်းရှိပါတယ်။ဟုတ်ပြီနော်။ဒါကောင်းတဲ့လက္ခဏာပါ။ဒီနေရာမှာသာစကမစစ်ကုံမရှင်စစ်တပ်သားဖြစ်ကြည့်လိုက်။အဲ့ဒီဝင်းထဲမှာရှိတဲ့မိသားစုနှစ်ယောက်တော့သေပြီးလောက်ပြီ။ဟုတ်ပြီနော်။ မသေးရင်တောင်မှမပြစ်တတ်ရင်တောင်မှတေးကြတဲ့အဲ့ဒီမှာရှိတဲ့ပြည်သူတယောက်မကြံကားပေါ်ရောက်နေတော့ပြီအချုပ်ချိုင်ချမယ်ဒါမှမဟုတ်ပိုက်ဆံတဲ့လောက်ရွေးခိုင်းရွေးခိုင်းမယ်ပေါ့နော်โอเคဒါဆိုရင်ရှင်းကြည့်လိုက်ကျွန်တော်တို့တော်လိုင်းရေးရဲပေါ်ညီကိုမောင်တို့မတွေရဲ့ PDF တွေရဲ့ပြည်သူပေါ်ဆက်ဆံပုံနဲ့စကမစစ်ကော်မရှင်တပ်ရဲ့ဆက်ဆံပုံဘာတွေကွာခြားတယ်လဲခင်ဗျားတို့စစ်ကော်မရှင်စစ်တပ်မှာအောက်မှာနေတဲ့ပြည်သူဟာစစ်တပ်ကိုစကားလုံးတစ်လုံးတော့ပြန်မပြောရဲဘူးဆက်ဖက်နဲ့အောက်မှာပြားနေအောင်ဝတ်နေရတယ် တချို့ပြည်သူကလည်းအဲ့လိုစစ်ဖက်နှောက်အောင်မပြနေအောင်ဟုတ်တဲ့ဘဝနဲ့ပဲတန်းတယ်နော်အဲ့တော့ပြည်သူတွေအနေနဲ့အစင်ချင်းမှာကျွန်တော်တို့ဒေါ်လာရဲပေါ်ရဲ့ညီကုံမောင်နှမတွေမှာရွေးနေလေဝေးပါမှာအကြံပြုပါထောက်ပြပါနော်ဝေးပါလို့ရပါတယ်အကြံပြုလို့ရပါတယ်မိမိရဲ့မှန်ကန်ကြောင်းစီးနဲ့ကန့်နဲ့လာရောက်ပြောဆိုတင်ပြလို့ရပါတယ်ကြောက်စရာမလိုပါဘူးနော်ကျွန်တော်ဒါကိုပြောကြားရင်းနဲ့ဒီဒေါ်လာရဲမှာဘာမဟုတ်တဲ့အကြောင်းအရာလေးအတွက်နဲ့ကျွန်တော်တို့ရဲ့ဒေါ်လာရဲ PDF ညီကိုမောင်နှမတွေပေါ်အထင်မြင်လွဲမှားတာတွေကိုစင်ကျင်ကြဖို့အဲတို့တောင်းရှိသူကြီးတွေကလည်းပြည်သူပေါ်ကိုစကလုံးတင်းမာစွာနဲ့ပေါ်နော်ပြုမှုဆက်ဆံတဲ့ရဲဘော်ရဲမေတွေကိုအရေးယူမယ်လို့ထုတ်ပြန်လာပါတယ်အဲ့တော့လူကြီးတွေကိုလည်းကျွန်တော်ကအကြံပေးချင်ပါတယ်ကျွန်တော်တို့ရဲ့ PDF ညီငယ်ညီမငယ်တွေဟာမှန်ပါတယ်လူငယ်တွေဖြစ်တဲ့အလျောက်ဒေါသကြောင့်စကလုံးတင်းမာစွာပြည်သူပေါ်ဆက်ဆံမိတာကတော့မှန်ပါတယ်ဒါပေမဲ့လို့ကြီးမားတဲ့ပြစ်ဒဏ်ပေးရတဲ့အထိတော့ကျွန်တော်တို့ညီငယ်ညီမငယ်တွေမမပါဘူး နော်ဒေါ်လာကြီးလုံနေတဲ့ညီငယ်ညီမငါတွေကိုစိတ်ထက်ကြက်သွားစီမဲ့ပြစ်ဒဏ်မျိုးမပေးဖို့လည်းအကြံပေးချင်ပါတယ်ပေးမယ်လို့လည်းကျွန်တော်တို့မထင်ပါဘူးအပြည်သူတွေဘက်ကလည်းကျွန်တော်တို့ဒေါ်လာကြီးကိုတစ်ဖက်တစ်လက်ကနေကူညီပါဝင်တဲ့အနေအထားမှာထုတ်ပြန်လာတဲ့စည်းကမ်းတွေကိုလေးလေးစားစားနဲ့လိုက်နာကြဖို့ပါဝင်ကြဖို့ပူပေါင်းကြဖို့ကျွန်တော်ကဒီနေရာနေပြီးတော့ထပ်ပြီးတော့ဝေဖန်ကြံပြူရင်းနဲ့အားလုံးပဲဘေးကင်းကြမှာချမ်းသာကြပါစေခင်ဗျာဒီမဲအလောက်ကြီးအာနာအလောက်ကြီးဦးနဲ့အဲ့လိုမျိုးပြန်ပြောလို့မရဘူးเนาะ တော့ပေါ့လဲဒီတမန်နေမဆိုအဲ့ဒါနောက်ထပ်တတရအဆင့်ကိုနှိမ့်ချမယ်ဆိုအကြီးကျယ်ထောက်ခံနေတဲ့ခုနော်ဘူးလက်လာဆွေဟုတ်ပြီနော်ဇော်ဖိုးဟင်းကျော်ဆိုးဦးနော်အကုန်လုံးနော်ခုဘောမာတွေရဲ့၈ယောက်ရှိပြီကွာသူတို့ကိုဖမ်းဆီးတယ်ဟုတ်ပြီနော်လက်ညှိုးထုတ်ပြီးရန်တွေ့လို့မရအောင်ငါစစ်တပ်အမားကထောက်ခံတာပါနော်ငါစစ်သားတွေကြီးကားတွေလည်းပေးပါသေးတယ်မဆားနဲ့ရိတ်ခါတွေလည်းတော့တော့ပြေးရှည်တဲ့လင်ကသွားသေးတယ်တရင်တွေလည်းပေးသေးတယ်ဒီလိုမျိုးအဆင့်တွေတောင်မှစစ်ခွေးတွေကိုသွားပြီးတော့ခံပြောလို့မရဘူးရေဘူးပေါက်တာမလို့ချင်းရေပါပဲလို့ချင်းတဲ့အဲ့နေရာမှာတော့မင်းအောင်လိုင်းစစ်သားတွေကိုတော့လက်ဖျားကလေးသားလောက်ပါတယ်ပေါ့နော် လောက်ရတယ်ပြတ်သားတယ်ခုဒီမျိုးစောက်ပုံမလာဘူးလားဟုတ်ပြီအဲ့အာဘဂျီနဲ့ပြတ်ထဲလိုက်နော်စောက်ပုံမလာဘူးလားဟုတ်ပြီ14နဲ့ပြတ်ထဲလိုက်နောက်ဆုံးအစင်တောက်လောက်ရှုပ်တယ်မီလောင်တိုက်သွင်းသွားတယ်နော်အင်နကာနဲ့စော်ထဲလိုက်မလားနော်ဒါမှမဟုတ်ရင်လည်းလက်နဲ့ငယ်နဲ့နော်စော်ထဲလိုက်တော့အပြည့်ရှင်းလိုက်တော့နော်စစ်ခွေးတွေကအဲ့လိုမျိုးအဲ့ရွာဟိုရွာပဲဖြစ်ဖြစ်အဲ့ရက်ွက်ပဲဖြစ်ဖြစ်ထားလိုက်တော့ရွာပဲထားလိုက်တော့အဲ့တော့အဲ့ရွာကနေပြီးမှပြောမယ်ဆိုလို့ရှင်တဦးတယောက်ကအဲ့လိုလောက်တယ်ဆိုတော့အဲ့တရွာလုံးပြီးစော်ပြတယ်မင်းအောင်လိုက်စတာတွေကအဲ့လိုမျိုးစော်တယ်အမန်မီးစိုးဆိုအာတခါလေးဆိုဘွားတော်ကြီးတယောက်တည်းတလို့ဟိုချိုင်းတောက်ကြီးနဲ့ပေါ့နော်ဟို တောင်မွေးနေပေါ့နော်တောင်မွေးအဲတောင်မွေးနေဒီခါကုန်းကုန်းခါကိုင်းကိုင်းကြီးနေပေါ့နော်ကွာတော့ဒီတော့တနာတရားပါကျန်တာအိမ်ထဲပြောမယ်ဆိုရင်ဟိုအိုင်နေပဲကျန်တော့ဒီကမလားမီးလောင်ပေါ့နော်မင်းအောင်လိုင်ကဟိုအကောင်လုံးမီးချိုထည့်လိုက်တယ်ပြောမယ်ဆိုရင်နော်စစ်ကွေးတွေအဲ့ခါကျတော့ဒီသူတို့ပြန်ပြောဖို့ဗားတွေအနေမှာနဲ့လေးဖြတ်နေရပြီဟိုလေးဖြတ်နေလို့ပါကျမတို့စတာလင့်နဲ့ဒီအင်တာနက်သုံးအောင်မယ်ဘာညာတွေလုံတာနဲ့အကုန်မီးလောင်လိုက်တွင်ပြတ်တာ လောက်ရတဲ့ပြတ်သားတယ်သူတို့မီးရှို့တာလည်းရွာပေါင်းပေါင်းချောင်းချောင်းရှိနေနော်ဟိုနဲတာမဟုတ်ပြည်သူလည်းအိုးမဲအိမ်မဲတွေဖြစ်နေပြီနော်ဒါမျိုးတွေဒါကြော်မျိုးမဲဆိုရင်နောက်တစ်ခုပြောသေးတယ်ဘာပြောလဲဆိုလို့ကျဟိုတနေ့ကတော့ဒါမော်ဘီကိစ္စမှာပေါ့နော်ဒီထွေအုပ်ဆိုတဲ့ကောင်အုပ်ကြီးပေါ့နော်အုပ်ကြီးကပြည်သူတွေကိုခွေးနဲ့နှိုင်းတာအခွေးနဲ့နှိုင်းတဲ့ကိစ္စမှာကြော်မျိုးမဲကဘာပြောလဲဆိုတော့ဟိုအားတဲ့အဲ့လိုမျိုးဗီဒီယိုရိုက်တဲ့သူတွေကိုတဲ့ဖမ်းရမှာတဲ့နော်နော်ဗီဒီယိုရိုက်တဲ့လူဖမ်းရမှာတဲ့ကြော်မျိုးမင်းပေါ်မှာတော့မြောက်ပြရတော့ပေါ့လေအေးငါတို့လည်းခု သူတို့လိုလှုပ်ချေစမ်းရနော်ဟိုအခုလိုမျိုးပြီးတော့ရိုက်တဲ့ဟာတွေကိုဖမ်းရမှာပါးတွေဖြတ်ရရမှာနော်ပြောလို့ပြောမှမဟုတ်တချို့တော်လန်ရေးဘက်ကလူတွေကတော့ဒါတွေကသိနေရပဲနော်ရှင်းရှင်းလေးပဲဖြူလာမဲလာပါလာညာလာနော်သိတယ်မသိတာကဘောမတွေကတော့ထားပါတော့သိပါတယ်ဒီစစ်တိုင်းဝိုင်းစစ်ခွေးတိုင်းဝိုင်းသူတို့ကတော့ဒါမီလောင်လေးပဲမှာအကြိုက်ပဲလေသူတို့ကဒါမျိုးကွက်တရှာနဲ့ထားလိုက်တော့သူတို့ဘက်ကမပြောလို့စင်ကူးတွင်ပြည်သူနဲ့ဆက်ဆံရာတွင် အပြုမူပိုင်းအားနည်းရော့ရဲသည့် PDF ရဲဘော်များအားလုံးကိုအေးအေးယူမီရဲဘော်များနှင့်အချင်းများခဲ့သည့်လူပုဂ္ဂိုလ်နှင့်မိသားစုဝင်များကိုလည်းဖမ်းဆီးအေးအေးယူမှုတစုံတရာလုပ်ရမရှိမန္တလေးတိုင်းစင်ကူးမြို့နယ်တွင်ပြည်သူလူထုအပေါ်ဆက်ဆံရ၌အပြုမူပိုင်းဆိုင်ရာရော့ရဲအားနည်းသွားခဲ့သည့်တာဝန်ရဲဘော်များကိုတတိပေးအေးအေးယူမှုများလှုပ်ဆောင်သွားမည်ဖြစ်ကြောင်းစင်ကူးမြို့နယ်အေးဘော်အုပ်ချုပ်ရေးကော်မတီတွင်ရင်းမှုကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောကြားသည် ယမန်နေ့အော်တိုဘာလ17ရက်နေ့ညနေ3နာရီခန့်ကစင်ကူးမြို့နယ်ရှိကီတူမီတာစုတစုနေအိမ်တွင် Starlink Internet တက်ဆင်အသုံးပြုမှုနှင့်ပတ်သက်၍စင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီကထုတ်ပြန်ထားသည့်စီမင်းစည်းကမ်းအချို့ကိုချိုးဖောက်သည်ဟုဆိုကာအရေးယူရန်တွားရောက်သည့်ရဲဘော်များနှင့်ကီတူမီတာစုဝင်များအကြအငင်းအခုံဖြစ်စကားများခဲ့ခြင်းဖြစ်သည် ထို့သောပြည်သူလူထုနှင့်အချင်းများခဲ့သည့်တာဝန်ကျရဲဘော်များကိုစင်ကူးမျိုးနှင့်ရေးဘော်အုပ်ချုပ်ရေးကော်မတီအနေဖြင့်တာဝန်ယူမှုတာဝန်ခံမှုအပြည့်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအတည်ပြုထားသည့်ကျွန်တော်တို့ဘက်ကတော့ဒီလက်ရှိဖြစ်စဉ်နဲ့ပတ်သက်ပြီးအရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့တာဝန်ကျတဲ့ရဲဘော်တွေအပေါ်မှာရောဒီမီတာစုပေါ်မှာရောတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ဖြည့်ရှင်းသွားမှာပါဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရဲဘော်တွေဘက်ကအပြုမူပိုင်းဆိုင်ရာရော့ရဲသွားမှုအားနည်းသွားမှုတွေနဲ့ပတ်သက်ပြီးတော့လည်း တာဝန်ကျတဲ့ရဲဘော်တွေအားလုံးကိုသတိပေးရေးယူမှုတွေလှုပ်ဆောင်သွားမှာပါမကြခင်မှာတော့တရားဝင်သတင်းထုတ်ပြန်မှုလည်းရှိပါတယ်ဟုစင်ကူးမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူးကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည်ဒီကြားနေတွေပါဆိုတဲ့လူတွေကတချို့ကဗီဒီယိုဖိုင်ကိုကြည့်လိုက်တယ်ကွာနော်ကြည့်လိုက်တဲ့ခါကျတော့သူတို့အစာပိုင်းလေးကြည့်ပြီးတော့ဒါ PDF တွေကိုအကောင်းမြန်သွားတာပေါ့တကယ်တော့လူဆိုတာကြတဲ့နာတခုဖြစ်ပြီဆိုလို့ရှိရင်ဇင်းမြက်ကိုလဲရတယ်ဒါပါလဲဘယ်သူမှလဲမှအပေါ်ယံကြည့်နေလို့တော့ဒါလူတို့ကဒီအစားတခုကိုလေဟို မစားသေးပဲနဲ့မျက်စိနဲ့ကြည့်ပြီးမြင်နေလို့ဟိုအရသာကိုသွားဆုံးဖြတ်လို့မရဘူး။နောက်ငရုတ်ကြီးတစ်ထောင်ကိုအပေါ်ရမျက်စိနဲ့ကြည့်ပြီးတော့ဘယ်လိုအရသာရှိလဲဆိုတော့သွားခံမှန်းလို့မရဘူး။ကြိုက်ကြီးမှာအဆက်တဲဟာဆိုတာအရိုက်ပြီးရမှာ။ဆိုတော့ဒါကြောင့်မလို့သူကဒီအားနဲ့ချက်ကတချို့ပြည်သူတွေနိုင်ငံအရေးကိုစိတ်မဝင်စားဘူးစိတ်မဝင်စားတဲ့ခါကျရင်သူတို့ကတခုခုဆိုအစားဆုံးမကြည့်ဘူးမကြည့်တဲ့ခါကျရင်မသိဘူး။ဇင်းမျက်ကိုမသိဘူးတဲ့။သိချကြကြနန်းနန်းနော်။ဂါဂနန်းနန်းအဲ့လိုမျိုးမသိဘူးပြန်နေမသိတဲ့ခါကျတော့သူတို့ထင်ရတယ်ပဲရှောက်ရည်။အမှန်တကယ်ဆိုရင် ကြည့်လိုက်ဗီဒီယိုတစ်ခုကြည့်ပြီးသားလို့ဒီလူတစ်ယောက်ကပြောတာတိတ်မသေးချာဘူးလားကို့အတွက်မလုံလောက်ဘူးလားနော်ဟိုမလုံလောက်ရင်နောက်ထပ်ပြောင်းစီအဲ့ဒီကနေသတင်းဌာနတွေအကောင်အောင်ရှိမှအတီးပြုလို့ရဘယ်မှန်းကြောင့်ကိုကဒီလူတစ်ယောက်ထဲနဲ့တွားပြောနေလို့ကိုကိုကိုစုံဖြတ်ချက်ချလို့မရဘူးဘာလို့လဲပြဿနာတစ်ခုကကို့ပြဿနာကိုရွေးအဲ့လိုမျိုးမဟုတ်ဘူးလေကိုရွေးဆိုရင်တော့ဖေးလေးလာတယ်မလို့ဘယ်သူမှလည်းမှန်းနေသိမှာပေါ့မဟုတ်ဘူးလားဆိုတော့ဟိုအဲ့ကြောင့်မလို့တချို့တော့ဟာတွေစစ်ခွေးတွေနဲ့ပဲထိုက်တန်နေပေါ့နော်စစ်ခွေးတွေဒါလည်းပြတ်သားတယ်လောက်ရတဲ့စစ်ခွေးတွေဆိုရင်သူတို့သိရလေစစ်ခွေးတွေကအဲ့လိုကြီး အမေးများနေလောက်မနေဘူးနော်လမ်းလက်ကောင်တွေပါတယ်ကြည့်လိုက်လူတွေအများကြီးပေါ်တာဆိုအကြီးကျယ်လိပ်ဆွဲအရင်အမဲဖြတ်နေတယ်လို့ပဲမင်းသွားပြီဘာမှပြန်မပြောနဲ့စင်ကြမပေးနဲ့ခံမပြောနဲ့ဒီလိုမျိုးပြည်သူကခံပြောဖို့နေနေတာဒါစစ်တပ်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီရေဘုတ်ပေါက်တာမလို့ရှင်ရေပါလို့မလားအထက်ကအခုရဲဘော်ဆိုတဲ့ကောင်တရက်နဲ့ တရရမဆိုတာနဲ့ကိုယ့်ထက်အပတ်စဉ်ကြီးတဲ့ကောင်စီနေရလို့ခေါ်တာပေါ့နော်ဟိုစစ်တုံးစကားဆိုရင်သူကအထက်ကကိုစီနေကြတဲ့ကောင်အကောင့်တော်မှာကပြန်ပြောပိုင်မှာမရှိဘူးဒီပြည်သူတွေစုမထားနဲ့ဟုတ်ပြီနော်အဲနောက်ထပ်အစီနေရရောက်ရဲပေါ်အားလုံးနဲ့တရရနဲ့ဒုတက်ချက်နော်အပြင်နှစ်ရက်နဲ့တက်ချက်သုံးရက်နဲ့တက်ချက်ကြီးအဲ့ဒီနဲ့အရာကကိုတစ်ပွင့်တစ်ပွင့်သုံးပွင့်ဒုတက်ရမှုတရရမှုအထက်ဟိုယူရမှုဟိုဟာတမမှုအဲ့ဒီနဲ့စင်ကဲစင်နဲ့ခုလိုမျိုးဇော်မဲလုံးလို့အတီးပေါ့နော် ဘာမှသူတို့ပြန်ခံပြောလို့မရဘူးဒီလိုမျိုးပြည်သူတွေခံမပြောနဲ့เนาะကျွန်တော်မကြည့်နဲ့ကျွန်တော်အတ်ကျွန်တော်ရှောက်မပြောဘူးတာရကတတ်တွေတွေနဲ့ပဲပြောချင်တာเนาะဟိုတစ်ခါတော့လည်းကြည့်ပါလားဒီစစ်ပုံမှုပုံမှုအဆင့်ကောင်နဲ့ဒီပြူစောတိကောင်တယောက်ပြူစောတိကောင်လည်းအနေကိုတော့ဒါစစ်ထွက်ပါပဲเนาะအားလုံးကြည့်မှာပါเนาะအဲ့လိုမျိုးဖြစ်တာလေသူတို့ချင်းချင်းတောင်းကတာနယ်လားငါလားကြားလားဟိုချင်းသေးလားဆိုပြီးမှတယောက်တောက်တကုံကြိုက်ကြတာဒီပြည်သူတွေဆိုရင်တစ်ခါတည်းပြတ်တာမမယုံမရှိနဲ့เนาะအဲ့တော့ပြည်သူတွေလည်းသိပါတယ်ကွာเนาะဟိုဒီဗီဒီယိုဖိုင်မှာကြည့်တဲ့သူတိုင်းသိပါတယ်เนาะ မင်းအောင်လိုက်လို့စစ်သားဆိုရင်ကဲမင်းတို့ပုံမသုံးနဲ့ဆိုလည်းမသုံးပြီးပါမသွားနဲ့ဆိုလည်းမသွားဘူးเนาะအင်တာနက်တွေမသုံးနဲ့အကုန် VPN ခံမသုံးနဲ့ဟုတ်ပြီမင်းတို့မသုံးရဲဘူးမီးပြက်လို့လည်းမင်းတို့က complaint တက်ပြီး line မတက်ပြောရဲလားမီးမလာဘူးမင်းအောင်လိုက်မရဘူးလို့ငါတို့လို့တက်ပြောရဲလားဟမ်မပြောရဲဘူးဟုတ်တယ်မဟုတ်လားเนาะဆိုတော့ဒီပြည်သူတွေဒါကြောင့်မလို့တချို့သောပြည်သူတွေလည်းဟိုတိတ်ခယူဆိုင်နေဖို့မလိုကျွန်တော်တို့ကတော်လိုင်းနိုင်ဖို့သာ Israel လို့လောက်အောင်ပါအဓိကနိုင်ဖို့ပဲစစ်ကိုစစ်နဲ့ယူရမှာပဲเนาะဒါကြောင့်မလို့ဒီရဲဘော်တွေမှာလည်းအပြစ်မရှိဘူးလူဆိုဘဇိုးနေနဲ့အဲ့လိုမျိုးခံပြီးတော့တာဝန်ရလောက်ပိုင်းမှာအခု တမန်အပြည့်ပဲနိုင်ငံသားတွေပဲဖြစ်ဖြစ်အဲ့လိုမျိုးခုခံပြန်ပြောလဲဆိုဘယ်ရမှာကိုရီးယားတာဝန်ရထန်ဆောင်တာပဲလေမဟုတ်ဘူးလားတကူတော့ရှိတာပေါ့ဒါ PD update အနေနဲ့စကားပြောဆိုမှုတွေတော့ကိုကတသက်လုံးဟိုပန်းနဲ့ပို့တော့လိုတာပေါ့နော်ဒီတိုင်းကိုဘက်ကမဖောင်းတာအကောင်ဆုံးမှမှားကို AC တီတီညာရင်နဲ့ရှင်းရမယ်ရှင်းမြန်အထက်ကိုပြန်ပြီးနောက်တစ်ဆင့်ဒီလိုမျိုးသွားတဲ့နေဟို PD update ဆိုတာလေဒါလူငယ်တွေဆိုတဲ့ခါကျတော့စိတ်တော့ ပါမှာပဲလေ online ကြည့်ရမျိုးကြီးလည်းရှိမှာပဲအဲ့နေရာမှာမှားတယ်ပြောတာမဟုတ်ဘူးလူငယ်ဆိုတာပဲလူငယ်နေမျိုးနည်းနည်းရင့်ကျက်နေတဲ့သူကြောင့်လည်းတော့မတူဘူးပေါ့နော်ဒါတွေတော့နည်းနည်းစကားပြောလေးပါလေးလေးစင်ကျင်မှုလှုပ်ဆောင်မှုလေးတော့လိုတယ်လို့ပြောချင်တယ်ပေါ့နော်ဆိုတော့ဟိုအဲ့လိုမျိုးအရင်လေဒီကောင်ကျောင်းနေလည်းပြောမယ်သူ့တိုင်အိမ်နဲ့မဟုတ်ဘူးကွာရှင်းရှင်းလေးပဲစဉ်းစားကြည့်သူ့တိုင်အိမ်နဲ့အဲ့လိုလောက်တယ်ဆိုတော့ပြီးတဲ့တယ်အမကွာအကုန်လုံးလေနော်တန်တဲ့အိမ်နဲ့နာခံတဲ့သူ့တိုင်အိမ်နဲ့ခေါင်းထောင်နဲ့ဘာဘောလဲနော်တလန်လားတရှိုးလားနော်ဟိုဘောမလားစဉ်းစားတာကြည့်ကက်ကက်လန်နော်မင်းအောင်လိုက်စဉ်းစားဆိုအဲ့အိမ်သွားပြီ Y la web